阿拉每名老百姓，闻听听了导演的一句“茉莉花”的开门见山的金色背包肉没？ အာသင်ပြည်နယ်ဘက်ကဝင်ရောက်လာတဲ့လီဝေလိုက်အရှိန်နဲ့တူပါလာတယ်။အကျဉ်းချံတိမ့်တိုက်တွေလွင့်စင်လာမှုနဲ့မုံတုံးလေအားကောင်းနေမှုတို့ကြောင့်ဒီကနေ့ကနေဇွန်လ9ရက်နေ့အထိမန္တလေးအထက်ပိုင်းကချင်ပြည်ချင်းပြည်နယ်ရှမ်းပြည်မြောက်ပိုင်းတို့မှာနေရာစစ်စစ်ကနေနေရာနှံပြမိုးတချုံရွာနိုင်ပြီးနေရာကွက်ပြီးမိုးကြီးခြင်းနဲ့မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသမြန်မာရန်ကုန်ဌာနခွဲကထုတ်ပြန်ထားပါတယ်။ မြကျင်းနာမြို့မှာအေယဝရီညေဟာလွန်ခဲ့တဲ့24နာရီအတွင်းကဆိုရင်ရေအမှတ်ကိုကျော်လွန်ခဲ့ပေမယ့်ဒီကနေ့ည9နာရီ30မိနစ်အချိန်မှာတော့ဆိုရင်ရေအမှတ်အောက်ကိုတပေခွဲကန်ပြန်လည်ကျဆင်းသွားပြီးဖြစ်ပါတယ်။ဒါအပြင်ဇွန်လပထမပတ်အတွင်းမှာပင်မြမပြည်အထက်ပိုင်းမှာမိုးရွာသွန်းမှုလျော့နေသွားမှာဖြစ်တာကြောင့်လက်ရှိအေယဝရီမြို့အထက်ပိုင်းမှာ ညည်ရည်ကြီးမှုတွေဖြစ်နေပေမယ့်မန္တလေးမြို့နယ်မန္တလေးတိုင်းအောက်ဖက်အေရဝတီမြေယိုတခြားမှာတော့ရေကြီးရေလွှမ်းမှုဖြစ်နိုင်ခြေနေမယ်လို့မလို့ဝတာပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။မနက်ဖြန်နေ့လယ်အထိစကိုင်းတိုင်းအောက်ပိုင်းကရနီကရပြည်မှာနေရာစစ်စိမ့်နေကြံတိုင်းနယ်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပြီးကြာရန်ရှာနှောင်းပြေဖြစ်ပါတယ်။နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းပချင်းပြည်ကရင်ပြည် ချင်းပြည်မွန်ပြည်ရခိုင်ပြည်နဲ့ရှမ်းပြည်တောင်ပိုင်းတို့မှာနေရာွက်ပြီးမော်ကြီးနိုင်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်သုံးလေးအားကောင်းနေပါတယ်။မြန်မာကယ်ရန်တရှောင်းနဲ့ကလွန်ပင်လယ်ပြင်တို့မှာရှမ်းပင်ရင်ခါမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်။မိုးသက်လေပြင်းကြဆင်းရေပြင်းမြေပြင်းလေးဟာတနအိုင်ကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကဲမရာတရှောင်းနဲ့ကဲလွန်ပင်လေပြင်းတို့မှာကိုပေကနေ73မီကန်ရှိနိုင်ပါတယ် ရှန်ကုန်တိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းအေရဝတီတိုင်းချင်းပြည်ကရင်ပြည်မွန်ပြည်ရခိုင်ပြည်နဲ့ရှမ်းပြည်တို့မှာမိုးတိမ်တောင်းတွေဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်းတွေရွေရှာရနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချောင်းခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစားတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမုစလာကသတိပေးထားပါတယ်။နောက်နေ့ရက်အတွင်းမိုးသုံးလေအားအသင့်အသင့်ရှိပါမယ်ရှင်။ ချကမောလိဝတာခမန်းချက်တွေဟာမော်စလာမောလိဝတာမြန်မာရန်ကုန်ဌာနခွဲအနေဝချင်းမောလိဝတာဌာနနဲ့မောလိဝတာပညာရှင်အဝင်နိုင်တွေရဲ့ထောက်ပြချက်တွေကိုစုစည်းတင်ပြထားခြင်းဖြစ်ပါလိမ့်ရှင်။